ဆက်လက်ပြီးတော့ဆွေးနွေးသိကျင်တာတော့ဆရာတော်အရှင်ဒေဇာနနကိုဆွေးနွေးသိကျင်ပါတယ်ဗျာဒီတော်တို့မင်္ဂလာတရားဆိုရင်တပည့်တော်တို့လည်းဘုန်းကြီးကျောင်းသားဘုရားတွေတင်ရတာနော်စေတသိကျောင်းနေပြိတ်ပြီးတော့ဘုန်းကြီးကျောင်းရောက်တော့ယမင်္ဂလံတော်တဲ့ဆိုတဲ့ဟာပါဠိကိုအရင်ဆုံးနားမလည်လေအရင်ဆုံးအလွတ်အရင်ကြက်လိုက်ရတာအလွတ်ရသွားပြီဆိုတော့မှဆရာမကဒီပါဠိတွေရဲ့အနက်တွေကိုတခါထက်တင်ပေးတယ်အဲ့တော့ငငယ်တုန်းကကောင်းကောင်းသဘောပေါက်လာဟိဆို အောက်ပေါက်နောက်မှဒါရီရဲ့တပုတ်ချင်းနေ နော်မင်္ဂလာတရားနဲ့ပတ်သက်ပြီးတော့ရေးထားတဲ့စာအုပ်အများကြီးပါပဲအကုန်လုံးလေ့လာရတယ်လူပညာရှိယဟန်ပညာရှိအဲလေ့လာပြီးတော့ယနေ့ကိုကိုတိုင်းလေးသုံးတဲ့လေ့လာဆွေးနွေးအဖြေရှာတော့မှဒါလေးတွေတွေ့လာတာပေါ့နော်ဒါကြောင့်မလို့ရှင်များအနေနဲ့လည်းပဲယနေ့မာတာပိတုဥပဒ္ဒနာဆိုတဲ့မင်္ဂလာတရားနဲ့ပတ်သက်ပြီးတော့ဘယ်လိုမြင်တယ်လဲနော်ဒီဥစ္စာနဲ့ပတ်သက်ပြီးတော့ တိုင်းပြည်ကိုမင်္ဂလာရှိတဲ့တိုင်းပြည်ဖြစ်အောင်မလို့ဒီဆောက်လို့ရမလဲဆိုတာကိုစနစ်ပြီးကိုပိတ်ခေါ်ပါတယ်ဗျာကျေးဇူးတင်ပါအခုလိုဇနုကင်းရတဲ့အတွက်ဇေရောကိုကျေးဇူးများစွာတင်ရှိပါတယ်ဗျာအဲဒီနေ့မာတာပိတုဥပဒါနာဆိုတဲ့မင်္ဂလာမိဘတွေကိုပြုစုလို့ကျွေးရမယ်ဆိုတဲ့နေရာမှာမိဘဒီမိဘပိတတဲ့မိဘမျိုးတွေကိုဆိုလိုတယ်လို့ဒီလိုမြင်ပါတယ်သူတို့မိဘဆိုတဲ့နေရာမှာပိတာပိတုမမ မာတာမာတုဆိုပြီးတော့ပါဠိတော်မှာဒီလိုလာရှိပါတယ်။သူတို့တွေကိုဒီလိုခွဲကြည့်မယ်ဆိုပါတိပုဒ္ဒံတိပိတာလို့ဒီလိုဆိုရှိပါတယ်။ပုဒ္ဒံသာသမီကိုပါတိစောင့်ရှောက်တတ်ဤတိတ္တမှာထို့ကြောင့်ပိတာဖမိတယ်လို့ဒီလိုဆိုပါတယ်။ဆိုတော့စောင့်ရှောက်တယ်ဆိုတဲ့နေရာမှာပြုစုတာစောင့်ရှောက်တာမြန်မာဟောရတာတွေအများကြီးရှိပါတယ်။ဥယျာဉ်မှုတယောက်ဟာတစ်ပင်တစ်ပင်ကိုပြုစုစောင့်ရှောက်ခြင်းသည်ဒီတစ်ပင်ရဲ့ တာမာကြီးထွားမှုထက်ဒီသစ်ပင်ကတာမာကြီးထွားလာတဲ့အသည့်အပွင့်တွေဝေစားလာတဲ့အခါမှာအများအတွေ့ကောင်းကျိုးဖြစ်ထွန်းဖို့အရိတ်ခုံမိဖို့အစင်းကိုအစင်းယူပါကိုခံစားတတ်ဖို့ခံစားရဖို့အသည့်ကိုခုံမြေစွာစားသုံးနိုင်ဖို့ဒီသစ်ပင်ကိုတပင်ကိုပြုစုပြုထောင်ခြင်းသည်လောကလူသားတွေတက်ရှိတတ်တော်ဝါးအလုံးအတွက်ကောင်းကျိုးဖြစ်ဖို့အတွက်ပြုစုပြုထောင်တာဖြစ်ပါတယ်ဒီတိုင်းမဲ့ ခခင်တယောက်ဟာသားသမီးကိုပြုစုပျိုးထောင်မီဆိုရင်တာကောင်သမီးမွန်ဖြစ်ဖို့ဒီတာကောင်သမီးမွန်ဒီလောကလူသားတွေအတွက်ကောင်းကျိုးစီးပွားတွေဖြစ်ဖို့ကောင်းကျိုးတွေကိုဆောင်ရွက်ဖို့အတွက်ပြုစုပျိုးထောင်ရတာဖြစ်ပါတယ်ဒါဒီပါတိပြုစုတယ်ပျိုးထောင်တယ်ဆိုတဲ့ဘောဟာရရဲ့အရာပါဒီလိုသားသမီးတယောက်ငွေပွားလာပြီဆိုလို့ရှိရင်လူကောင်းသူကောင်းဖြစ်ဖို့မိဘမှာတာဝန်ရှိပါတယ် ်ပိတာအဖလို့ခေါ်ဆိုခြင်းသည်မိမိသားသမီးတယောက်ကိုပြည့်စုံအောင်ထားလိုက်ယုံနဲ့ပညာကိုတက်အောင်သင်ပေးလိုက်ယုံနဲ့ပညာတတ်တယ်ဆိုတဲ့နေရာမှာခုခေတ်စကားနဲ့ပြောမယ်ဆိုရင်မိမိတို့ဧကန်ထဲမှာဘွဲ့ရဓာတ်ပုံကိုကြည့်တည်ရှိရှိချိတ်ပေးနိုင်ယုံတော့ပညာသင်ပေးတာကိုဆိုလိုတာမဟုတ်ပါဘူးမိဘတွေအများစုကဘွဲ့ဓာတ်ပုံတွေအမြင့်ဆုံးဘွဲ့ဓာတ်ပုံတွေချိတ်ပေးလိုက်ခြင်းနဲ့စန္ဒတွေနဲ့ပညာတွေသင်ပေးလိုက်ယုံနဲ့တာဝန်ကျေသွားတာမဟုတ်ပါဘူး နှလုံးသားလှအောင်တတိတသီလကောင်းမွန်အောင်မိမိကိုယ်တိုင်ကစံပြနေထိုင်ပြီးတော့မှသာသမီကိုပညာအမွေကောင်းမွေတွေကိုပေးနိုင်တဲ့ပြုသူပြို့ထောင်နိုင်သွန်းသောသူကိုပိတာအဖလို့ဒီလိုပဲတပည့်တော်တို့ကယူဆပါတယ်ဒီတိုင်းမဲ့အမိလို့ခေါ်တဲ့မာတာမာတုဆိုလို့ရှင်လဲပဲဓမ္မေနပုဒ္ဒံမာနေတီတိမာတာလို့ဒီလိုဆိုတာဖြစ်ပါတယ်ဆိုတော့ကိုယ့်ရဲ့သားသမီးကိုတရားသဖြင့်မျက်နှိုးတာကို အမေလို့ခေါ်ပါတယ်သို့တော်မိုင်မဲလူတွေကိုဒုက္ခပေးနေတဲ့သားမျိုးကိုညံ့နိုးတာချင်းညံ့နိုးချင်းသည်မာတာအမိလို့ခေါ်လို့မရပါဘူးဒီတော့မိမိရဲ့သားသမီးကိုတရားသဖြင့်ညံ့နိုးဖို့အတွက်မိမိရဲ့သားသမီးသည်တရားသောအမှုအကျင့်တရားတော်ပြောဆိုတရားတော်အကြံအစီတွေကြံစီဖို့အတွက်မိမိကိုယ်တိုင်စံပြကျင့်သုံးပြီးတော့ဒီသားသမီးကိုတရားတော် ကောင်းမွန်သောတရိဒသီလနှလုံးသားနဲ့ပြည့်စုံတဲ့သာသမီဖြစ်အောင်ပြုထောင်ကြရပါတယ်။ဒါကိုသာလျှင်အဖေနဲ့အမေလို့အဖေကောင်းအမေကောင်းလို့ဒီလိုဆိုလိုတာဖြစ်ပါတယ်။ဒီတော့မာတာပိတုဥပဌာဏမှာသောသောကမာတာရဲ့ပိတာရဲ့အဖေပိတာတဲ့သူတွေအမေပိတာတဲ့သူတွေကိုဥပဌာဏအနိကတ် ပြုစုလှုပ်ကြွေးခြင်းသည်မင်္ဂလာတရားနဲ့ညီညွတ်တယ်လို့ဒီလိုဆိုလိုတာဖြစ်ပါတယ်။ဆိုတော့ပြုစုလှုပ်ကြွေးဆောင်လျှောက်ဒီမှာဥပဒါနာဆိုတဲ့နေရာမှာပြုစုခြင်းလှုပ်ကြွေးခြင်းဆောင်လျှောက်ခြင်းဆိုတဲ့အ내ဓိပ္ပာယ်ကိုခေါ်ဆောင်တာဖြစ်ပါတယ်။ဒီလိုသာသမီတွေကမိဘတွေကိုပြုစုရမယ်၊လှုပ်ကြွေးရမယ်၊ဆောင်လျှောက်ရမယ်လို့ဒီလိုရှိပါတယ်။ဆိုတော့ဆောင်လျှောက်ဆိုတဲ့နေရာမှာဘေးအန္တရာယ်မကြောက်အောင်ဆောင်လျှောက်ခြင်း ဒီလည်းပဲစောင့်ရှောက်ခြင်းတကယ်အစ်စ်မှာမှာကိုယ့်ရဲ့မိဘလို့တဲ့သူကမကောင်းတဲ့အမြုမှုတွေကြီးကူနေတယ်မကောင်းတဲ့ပြောဆိုတွေပြောဆိုနေတယ်မကောင်းတဲ့ကြံစီတွေကြံစီနေတယ်ဆိုရင်တော့သူဟာဘေးအနေရဲ့တနည်းနည်းနဲ့ကြုံလာရမှာဖြစ်ပါတယ်ဒီဘေးအနေရဲ့ဒီမကြောက်အောင်သာသမီလို့တဲ့သူကစောင့်ရှောက်ရပါတယ်ကိုယ့်ရဲ့မိဘကို ပြန်လဲတက်မှတ်သောအားဖြင့်ကောင်းသောမိဘတွေဖြစ်အောင်မိဘပီတတ်အောင်မိမိတို့မိဘသည်လူကောင်းသူကောင်းဖြစ်အောင်ပြန်လဲစောင့်ရှောက ပြန်လဲပြီးတော့မှတက်မှတ်ရတဲ့အနေအထားမျိုးဒီတော့သာသမီနဲ့မိဘဟာအပြန်ပြန်လှန်လှန်တက်မှတ်ရတာမျိုးရှိပါတယ်ဒါကြောင့်လည်းပဲအတနောကုလံပုနာတိတောတေတီတီပုတ်တော်လို့ပညာရှင်တွေဖွင့်ဆိုကြတာဖြစ်ပါတယ်ဆိုတော့မိမိရဲ့အမျိုးကိုစင်ကြယ်အောင်ကြိုးစားအားထုတ်တာဒီတာကောင်သမီးမုံပဲဖြစ်ပါတယ်အတနောမိမိကုလံအမျိုးကို ပုနာတိတောတေတီစင်ကြယ်အောင် ြုတ်လို့ရမယ်ဒါမစင်ကြဲတဲ့မိမိတို့ရဲ့ဆွေ90ရှိမယ်မိမိရဲ့အောက်မှာမျိုး90ရှိမယ်အဲ့ဒီအမျိုးတွေကိုအဆွေတွေအမျိုးတွေမကောင်းဘူးဆိုလို့ရှိရင်ဥပမာကိုအဖိုးကတော့လည်းကောင်းအဘေးကတော့လည်းကောင်းအဖေကတော့လည်းကောင်းအမေကတော့လည်းကောင်းမစင်ကြဲဘူးဆိုရင်မိမိရဲ့လက်ထက်မှာစင်ကြဲအောင်ကိုကိုယ်တိုင်ကြိုးစားအားထုတ်ခြင်းဒီတာကောင်းသမီးမွန်းလို့ပညာရှင်တွေခွင့်ဆိုကြတာဖြစ်ပါတယ်ဒီတော့ မိဘသည်မိဘပိတစွာသာသမီသည်သာသမီပိတစွာနှင့်အပြန်ပြန်အလန့်လန့်ပြုစုခြင်းလှုပ်ကြွေးခြင်းတဲ့မှချင်းသည်ပြုလို့ကြမယ်ဆိုလို့ရှိရင်တပည့်တော်တို့ရဲ့နိုင်ငံဟာမင်္ဂလာရှိသောနိုင်ငံဖြစ်လာကြမှာပါပြီးတော့တပည့်တော်တို့ဘုန်းကြီးတွေကတော်တော်များများကဟောကြားကြတာပေါ့နော်မြင့်မိုရွှေတောင်မိဘကြီးကိုကောင်းစွာဆက်ပြီးဟုတ်ကြည်ကြီးဆိုတာကိုဖွဲ့နှဲပြီးတော့အများကြီးဟောကြားတယ်ပေါ့နော်အမေကန်ထိုက်သေးဆိုတဲ့တရားတွေပြီးပြီးတော့မှ ဟိုသာသမီတွေကျင့်ရမယ်ကျင့်ဖို့တွေပဲဟောပြီးတော့သာသမီတွေဟာမိဘတွေဘာပဲဖြစ်ဖြစ်တာဝန်ကျင့်ရမယ်ဆိုတဲ့နေသားမျိုးတွေနဲ့ဟောကြားကြတယ်။ညတော့တရားတွေအများကြီးဟောကြားနေကြတဲ့ဘုန်းကြီးတွေဟောကြားခဲ့တဲ့တရားတွေကိုဒီလိုတို့တွေပြန်လည်နာကြားကြည့်ကြတဲ့အခါမှာဘာတွေတွေ့လဲဆိုလို့ရှိရင်သာသမီဆိုးတဲ့သာသမီမိုက်တဲ့ဝတ္ထုဇလန်းတွေပဲတပည့်တော်တို့တွေအများစုနာခံကြရတယ်ပေါ့နာကြားခဲ့ကြရတယ်ဥပမာဆိုကြပါဆိုရှင်မောက်ကလန်လောင်း ဟိုသာသမီကမိဘလို့တဲ့သူကိုတော့တဲ့မှာခေါ်ပြီးတော့မှခိုးသားငားရဟန်ဆောင်ပြီးတော့ရိုက်ပုတ်တယ်ဆိုတော့ပုံစံမျိုးတွေနဲ့တပည့်တော်တို့ကအများစုဒါကဟိုသာသမီကမိဘကိုမိဘအပေါ်မှာဆိုးတဲ့ဇက်တော်တွေပဲအများစုဆောင်ခဲ့ကြတယ်တကယ်လက်တွေ့ဘဝထဲမှာဒီလိုပြန်ကြည့်ကြမယ်ဆိုလို့ရှိရင်သာသမီဆိုးလို့မိဘဘဝပြတ်တယ်ဆိုတာအများစုပြည့်တော်မတွေ့ကြရပါဘူးမိဘဆိုးလို့သာသမီဘဝပြတ်တာတွေအများကြီးပါအ မိဘတွေကမိဘပိသားသွားမနေဘူးမိဘတွေကတောက်စားမူးယူနေကြတဲ့အခါမှာလူပုံအလဲမှာမျက်နှာငယ်ခဲ့ရတဲ့သားသမီးတွေအများကြီးပါတပည့်တော်ကို၌သည်ကိုထွေးပဲဖြစ်ပါတယ်တပည့်တော်သည်တပည့်တော်ရဲ့မိဘတွေကိုကျေးဇူးကမ်းလို့ယေရှုမတိတတ်လို့တပည့်တော်ဒီလိုဆွေးနွေးခြင်းမဟုတ်ပါဒါတပည့်တော်မှန်ကန်သောသစ္စာကိုဆိုပါတယ်ဒါပေမဲ့ဒါအမှန်တရားဖြစ်တဲ့အတွက်တပည့်တော် ဒါချိန်ထိုးပြီးပြောရမှာပါတကယ်လက်တွေ့ဘဝမှာတပည့်တော်ကိုယ်တိုင်ကြုံခဲ့တာပါတပည့်တော်ရဖခင်သည်အရက်သေးသားကိုနှစ်နှစ်ချမ်းကြိုက်တော့စားတယ်မူလာတဲ့အခါမှာမိသားစုကိုရမ်းတယ်ရိုက်တယ်အိမ်မပစ္စည်းတွေကိုဖျက်ဆီးတယ်ဆိုတော့တပည့်တော်တို့ဒီမိဘရဲ့ဖခင်ရဲ့မေတ္တာကို အပြည့်အဝခံစားရတယ်လို့တပည့်တော်တို့မခံခံယူရတယ်လို့မေတ္တာကိုရရှိတယ်လို့မခံစားရဘူးအိမ်မှာအဖေမရှိတဲ့အချိန်ဆိုလို့ရှိရင်တပည့်တော်တို့ဒီ လွတ်လပ်နေတယ်လို့ထင်ရတယ်ပေါ့နော်အဖေအပြင်ကပြန်လာပြီဆိုလို့ချင်းတပည့်တို့ဟာမလွတ်လပ်တော့ဘူးကိုကော်ရွေးပုံကြထိုးအရာမလို့လို့ကိုတငယ်ချင်းပြည့်အရာမလို့လို့အဲ့လိုမျိုးစောက်တရားမဲ့တွေဖြစ်ခဲ့ရတယ်ပေါ့ဒါကကလေးဘဝပါ လူငယ်ဘဝရောက်လာတဲ့အခါမှာတပည့်တို့အဲယဟန်ခံခါနီးအရွယ်တွေအရွယ်ကာလတွေရောက်လာတဲ့အခါမှာကိုရင်ဖြစ်လာတဲ့အခါမှာဆိုရင် မိဘရဲ့အရေးမဲကြီးကြောင့်တပည့်တို့ဟာ ဒါအယက်သမားယက်သားသမီးပဲဆိုပြီးတော့ဆွေမျိုးသားချင်းတွေပတ်ဝန်းကျင်တွေကအနှိမ်ခံရတဲ့ဖြစ်မျိုးတွေတိရှိပါတယ်။နောက်ဆုံးဘယ်ချေကြည့်လဲဆိုရင်တပည့်တော်အသက်ပြည့်လို့ယဟန်ခံရမယ့်အရွယ်ရောက်တဲ့အခါမှာတပည့်တော်ဒီယဟန်တကာမှာပေါ်ပါဘူး။မိဘရဲ့အိမ်မဲတွေအရန်အညီထိုးခဲ့တဲ့အတွက်ယဟန်တကာမပေါ်ဘူး။ဒါအဖို့ဖြစ်တဲ့သူကအာဟိုစေမကောင်းစွာနဲ့ဟိုညှိသွားတဲ့အခါမှာဦးသိန်းရဲ့အတော်ဦးသိန်းရဲ့ဝန်ွယ်အမတွေကနေမှ ယဟန်ခံပေးလို့ပြီးတော့ဒီယဟန်ပေါင်မှာ22နှစ်မှာယဟန်ဖြစ်လာခဲ့ရပါတယ်။ဆိုခြင်းနာကဒီလိုတို့ဘုန်းကြီးတွေဟာသာသမီဆိုးကြောင်းတွေပဲဇတ်တော်တွေဖွဲ့နှဲ့ပြီးတော့မှဟောခဲ့ကြတယ်။တကယ်လက်တွေ့နယ်ပယ်ထဲမှာဆိုရင်သာသမီဆိုးလို့မိဘတွေဘဝပြတ်တာနေပါပြီးတော့မှမိဘတွေဆိုးလို့သာသမီတွေအိမ်မို့တဲ့အခါမှာအိမ်မဲကြီးတွေနဲ့ဘဝတလျှောက်လုံးသင်ငယ်နေရတဲ့အရာတွေအများကြီးရှိတာကို မဟောကြားခဲ့ကြပါဘူးဒလိုတော့ဟောကြားကြမယ်ဆိုရင်စောစောကမာတာပိတုဆိုတဲ့အတိတ်ဘယ်တွေကိုတကယ်မိဘပီပီတာတာနေကြမယ်ဆိုလို့ရှိရင်တာသမီကိုပြုစုပြုတော်တဲ့အခါမှာလေလူကောင်းပြုအောင်ပြုစုပြုတော်မှာပဲမိမိကိုနိုင်ကလည်းတာသမီကိုပြုစုပြုတော်မှာဖြစ်တဲ့အတွက်မိမိကိုနိုင်ကလည်းပဲစံပြဖြစ်အောင်သူတော်ကောင်းဖြစ်အောင်နေပြပြီးမှတာသမီကိုဆုံးဆုံးမကြမှာဖြစ်တဲ့အတွက်ဒါဒီမိကောင်းဖခင် သားသမီးတွေဖြစ်လာကြမှာဖြစ်ပါတယ်ဒီတော့မိဘကလည်းမိဘကောင်ပိသားစွာနဲ့မိဘတာဝန်ကျေကြမယ်သားသမီးကလည်းသားသမီးကောင်ပိသားစွာနဲ့သားသမီးတာဝန်ကိုကျေကြမယ်ဆိုရင်မင်္ဂလာရှိတဲ့နိုင်ငံဖြစ်မယ်ဆိုတာကိုဒီပြည်တော်တို့ဘုန်းကြီးတွေကကြဲကြဲပြန့်ပြန့်လာဟောခဲ့ကြမယ်ဆိုရင်ဒီနေ့အမင်္ဂလာနိုင်ငံဖြစ်လာမှာမဟုတ်ပါဘူးဗျာဒါကြောင့်ဒီပြည်တော်တို့တွေအမင်္ဂလာနိုင်ငံကနေမှဒီပြည်တော်တို့တွေလွတ်မြောက်ဖို့အတွက်နံပါတ်1ရဟန်းတန်ဃာတွေဟာ မိခင်ကောင်းဖခင်ကောင်းတွေရဲ့တကယ်တရုတ်အမှန်တွေကိုဖော်ထုတ်ပြီးတော့မှတာသမီကောင်းတွေရဲ့တကယ်တရုတ်အမှန်တွေကိုချိန်ထိုးပြီးမိခင်တွေဖခင်တွေစံပြဓမ္မနဲ့အညီကျင့်အောင်တာသမီတွေလည်းပဲမိဘတွေကိုအတုယူပြီးတော့မှဓမ္မနဲ့အညီကျင့်အောင်ဟောကြားနိုင်ခဲ့မယ်ဆိုလို့ရှိရင်တော့တာယာလှပတဲ့မင်္ဂလာရှိသောနိုင်ငံကိုပြုတော်နိုင်ပါလိမ့်မယ်လို့တပည့်တော်ယုံကြည်စွာဆုနေရပါတယ်ဗျာအခုလိုရှင်းနေပြတဲ့တို့ကြောင့်ယေရှုအမကြီးတင်ပါတယ်ဗျာ မြို့တော်ဗုဒ္ဓမြတ်စွာဘုရားကအမတန်စနစ်ကြပါတယ်။တင်္ဂလောဝါရတုံးမှာမိဘကျင်းဖို့ဟောတယ်လို့တာမီကျင်းဖို့ဟောပါတယ်။တာမီကျင်းဖို့ဟောတယ်လို့မိဘကျင်းဖို့ဟောပါတယ်။ဆရာကျင်းဖို့တပည့်ကျင်းဖို့အလौရှင်ကျင်းဖို့အလौဓမ္မကျင်းဖို့ကောင်းဆောင်ကျင်းဖို့တပည့်ကျင်းဖို့အကုန်လုံးစနစ်တကျပြည့်ပြည့်စုံစုံနဲ့နိုင်ရှင်ပြီးတော့ဟောတာပါ။သို့တော်လည်းပြည်တော်တို့ဘုန်းကြီးတွေကတပတ်ပိတ်နဲ့ ကိုလိုရာတွေကိုစွတ်ဟောကြတဲ့အခါမှာအဆုံးရောက်တာတွေဖြစ်လာပါတယ်။ဒါကြောင့်မလို့တင်္ဂလောဝါဒတုံမှာမိဘချင်းဖို့ဆိုရင်မကောင်းမြတ်တာကောင်းညွန်နဲ့အသက်တင်စီပေးဝေနင်းထိမြားခြင်းနဲ့ဝင်ကားရင်ပခင်မေတို့တာဆိုတာမိဘရဲ့ချင်းဖို့အရာကမကောင်းတာတားမြစ်ရမယ်ဆိုတဲ့မိဘရဲ့ချင်းဖို့မှာကိုသားရမီးကိုကမကောင်းတာတားမြစ်ဖို့ဟေ့ဆိုရင်ကိုကိုယ်တိုင်ကမကောင်းတာကိုမလုပ်ဘဲနဲ့စနစ်တကျ ယထာဝါဒီတထာဂါရီနဲ့ကျင့်ပြရမှာပဲဒါအရေးကြီးတာပါပဲဒီတော့မှဓာရမီတွေကလည်းပဲခုနပြေခဲ့တဲ့မိဘရဲ့နောက်ကိုလိုက်လာတာဒါကြောင့်မလို့စာရိတ္တဒီလဟိဆိုတာအင်မတန်ရေးကြီးပါတယ်ဒီကျင့်ဝတ်တွေဟိဆိုတာစာရိတ္တဒီလပဲဘုန်းကြီးတွေကဒါကိုစနစ်တကျမဟောကြလို့အဲ့တော့မိဘကခုနကပြေခဲ့တဲ့မကောင်းတာကိုတားမြစ်ရမယ်ကိုယ့်ရဲ့မိသားစုတွေမှာမကောင်းတာတွေမလုပ်ဖို့ဟိဆိုရင် ဩငါဒီလိုလုပ်ရင်ငါသာဓမီတွေအရက်လိုက်တောင်းငါမွေးစေစေရင်သူတို့လိုက်စေမင်းငါမကောင်းတာလုပ်ရင်သူတို့လိုက်လုပ်ဟေးဆိုတာဒီဖြစ်လာချောင်ကျင်လိုက်တယ်ဟေးဆိုရင်ပိတ်သွားမှာပေါ့အခုလိုဒါတွေကိုစနစ်တကျမဟောတော့ဘုန်းကြီးတွေကငါဘတိလာတာစွတ်တိုင်ပြီးနေကြတာငါဘတိလာအပြည့်ဆုံးကကဘာပေါ်မှာပြန်မှနိုင်မှာပဲဒါပါလဲဆိုခုနပြေခဲ့တဲ့စာရိတ္တဒီလာတွေကိုစနစ်တကျမဟောလို့ဖြစ်ပါတယ်အဲကြောင့်ဒါတွေကအရေးကြီးပါတယ်အရေးကြီးလို့ ယနေ့ဒါမာတာပြည်သူဥပဋ္ဌာဏံဆိုတဲ့မင်္ဂလာကိုဒါဥစဉ်တို့အပြန်လန်းဆွေးနွေးပြနေခြင်းဖြစ်ပါတယ်ဒီထက်ပိုမှုပြီးတော့လေးလေးနက်နက်ကြည်ကြည်ပြင်းပြင်းလေးဆွေးနွေးရမှာဖြစ်ပါတယ်